ညီမလို့မင်္ဂလာပါ Socrates for Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုရင်းဖြစ်ပါတယ်ညီကိုရတဲ့ဒါနေ့စဉ်ပွဲကောင်းတွေတက်ဆက်ပေးနေရတယ်အဲမနေ့ကဆိုရင်တော့အဲ Brentford အသင်းနဲ့ United အသင်းတို့ရဲ့ပွဲစဉ်မှာကျွန်တော် Ancient Brentford Body တော့ရွေးချယ်ပေးခဲ့တယ် Brentford အနေနဲ့ United အသင်းကိုတေလောက်တော့ကစားနိုင်တယ်ဆိုပြီးကျွန်တော်ရေးပေးခဲ့ရပါတော့အဲ3-1ဆိုတဲ့ရလဲနဲ့ Ancient Brentford အသင်းကတော့နိုင်ခဲ့တယ်ဒါကြောင့်ညီကိုရအနေနဲ့အပေါင်းပြမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီနေ့ညီတို့ရဲ့ Super Sunday နေ့အကောင်းဆုံးပွဲတစ်ပွဲကိုကျွန်တော်ပွဲချုပ်သုံးချက်နဲ့တင်ဆက်ပေးသွားမယ် ီပွဲစဉ်ကတော့ညီမဆန်တော်ချင်းစင်နာကြီးထိုင်းဆန်တော်ချင်းစင်နာကြီးပွဲမှာကံမဲ့ပြီးမြားလေးပွဲစဉ်တွေကယူကဆယ်တင်နဲ့အာဆင်နယ်တင်တို့ရဲ့ပွဲချုပ်တုံးသက်ချက်လေးကိုတင်ဆက်ပေးသွားမယ်။အဲပွဲချုပ်တုံးသက်ချက်မြင်ပြောခင်ဒီနှစ်သိန်းဟတ်တုခတ်ပြန်ကြည့်ရမယ်ဆိုရင်တော့မနေ့ကအဲနယူကဆယ်နဲ့အာဆင်နယ်တွေ့ဆုံထားမှုက၄ချိန်တော့ရှိတယ်။နယူကဆယ်တင်ကတော့၃ချိန်နိုင်တာပြီးတော့အာဆင်နယ်ကတော့အိမ်ကွင်းမှာတစ်ချိန်ပဲပြန်နိုင်တာလို့ပြောလို့ရတယ်ပေါ့နော်။အဲဒီ၄ချိန်လုံးမှာဆိုရင်တော့ဂိုးအောက်ထားတယ်ဟို1 0 2အဲဒီလိုရလဒ်မျိုးနဲ့ဂိုးအောက်ထားတယ်ပေါ့နော်၄ပွဲလုံး။ ခုလက်ရှိကျွန်တော်ဒါအခြေခံပိုင်းပြန်ကြည့်ရမယ်ဆိုရင်နော်နျူကာဆယ်ကဒါ isset ရှိတဲ့နောက်ပိုင်းမှာတော့တော်တော်လေးခြေစမ်းပိုင်းကြာစင်းနေတယ်ဂိုးတွေရင်းရလို့ကျွန်တော်မမြင်ရတော့ဘောနော်ဒါနျူကာဆယ်နေမိနစ်ကနျူကာဆယ်ဆိုရင်အရန်ကိုဂိုးသိမ်းမြိုင်နဲ့အရန်ကိုကောင်းမွန်တဲ့အသင်းခုလက်ရှိမှာဒီလိုပုံစံကောင်းနေတော့မရှိဘူးလို့ပြောလို့ရရပါနော်အဲကျွန်တော်ဒါအာဆင်နယ်အသင်းကလည်းဒါအာဆင်နယ်နေရတော့ပုံမှန်ရလက်ပိုင်းကတော့ ဟိုတည်ငြိမ်နေလို့ပြောလို့ရရပါเนาะဒါ City ကို1-1တေချတာလေ Liverpool ကိုတော့ရှုံးထားရပါเนาะအဲဒါသူ့အနေနဲ့ဒါပြီးခဲ့တဲ့ဘက်က Man City အသင်းကိုတော့ရမခွဲပေးလိုက်ရတာကြောင့်ဒီနေ့ Newcastle နဲ့ပွဲမှာတော့ နိုင်သုံးမဲ့အတွက်ကိုရအောင်ရှာလာမယ်လို့ထင်တယ်ပေါ့နော်။လက်ရှိကျတော့ဒါဖွင့်လှစ်ထားတဲ့ဈေးနဲ့ပြန်ကြည့်မယ်ဗျ။အဲအာဆင်နယ်သင်းမကတေးမိုင်းနဲ့60ဂျီပြထားတယ်။ဂိုးပေါင်းသင်းနှလုံးမိုင်းနဲ့50ပြထားတယ်ပေါ့နော်။ဒါမနေ့ကတော့ဒါနျူကာဆယ်ခြေစံကောင်းတော့ဟာနျူကာနျူကာဆယ်ရဲ့အင်ကွင်းမှာတော့နျူကာဆယ်ကဂျီပြတယ်ပေါ့နော်။ခုလက်ရှိဒါအဲရက်လက်ပိုင်းကအာဆင်နယ်ကကောင်းနေတဲ့အတွက်ကြောင့်တေးမိုင်းနဲ့60ဂျီဖွင့်လှစ်တယ်တော့ထင်တယ်။ဂိုးပေါင်းသင်းတော့ပျော့သွားနှလုံးမိုင်းနဲ့50ထိပေါ့နော်။ဒီဈေးတန်းကဒါအာဆင်နယ်ကိုဘူဂီနီနဲ့ဒါကြလို့ပြောရမယ်ဆိုရင်ဈေး1 အဲဝမ်းစီဒီလိုရလက်လောက်ပဲလာမယ်လို့တက်လို့ရတဲ့အနေအထားမျိုးပေါ့နော်။နိုင်တစ်ဖက်ကိုဂိုးတော့မများဘူး။ကတ်နိုင်မဲ့အနေအထားမျိုးဒါဘော်ဒီဇီတန်ကိုဖွင့်လှစ်ပေးထားရပေါ့နော်။ကိုပေါင်းလေးတာကြောင့်ပျော့နေရတော့ပျော့လို့ရတယ်။အဲဒီနေ့ပွဲရတော့ကျွန်တော်ဘော်ဒီတော့ရှောင်လိုက်မယ်ဗျာ။အနူကဆယ်ကလည်းဒါအင်ငွင်းဖြစ်နေတဲ့လေရောဟိုကျွန်တော်ခန်စစ်ကိုတော့တေချာလေးကစားမယ်လို့လို့ထင်တယ်။ဒီပွဲလေးလို့ကျွန်တော်ရဲ့အကြိုက်ကတော့ဒါညိုးနေတဲ့ဘော်ဒီရှောင်ပြီးတော့ဂိုးပေါင်းစီးမှဆိုရင်ဂိုးအောင်နေရပို့ပြီးတော့ စစ်ဖြစ်မယ်လို့ထင်တယ်။ဘာလို့ဆိုတော့ဒီပွဲကကျွန်တော်တို့အာဆင်နယ်နိုင်အောင်ဇီ1ခုနပြောသလိုနျူကာဆယ်နိုင်ရင်လည်း1ဇီအခက်မသိလို့တေလဲကြသွားနိုင်တယ်ဇီဇီနောက်ဆုံး11လောက်ထိတေကြနိုင်တယ်ပေါ့နော်။ဒါကြောင့်နှလုံးမိုင်းနဲ့90ကိုပေါင်းစည်းမှာဆိုရင်တော့ကျွန်တော်ညီကိုတဲ့ရွေးချက်ပေးရမှာဆိုရင်ကိုောက်လေးကြိုက်ပါတယ်။ အဲညီကိုတဲ့ဒါနျူကာဆယ်တင်နဲ့အာဆင်နယ်တင်တို့ရဲ့ပွဲစဉ်မှာပွင့်ရွေးချယ်မှုကတော့ဂိုးပေါင်းအောက်ကိုဖြစ်ပါတယ်အကြိုက်တွေညီကိုလိုက်ပြီးကစားလို့ရပါတယ်အကြိုက်မတွေ့ရင်တော့ဘက်ကန်ကစားလို့ရပါတယ်ကျွန်တော်တေဂန် channel လေး join လာပြီပါတေဂန် channel မှာကျွန်တော်တပွဲကောင်းတွေတင်ပေးပါတယ်မောင်ကက်တွေလေးတင်ပေးပါတယ်တပွဲကောင်းတွေဆိုရင်ဒါတနေ့ကိုပွဲများရည်ရဲ့ဆို၃ပွဲလောက်တင်ပေးပါနော်အဲညီကိုနေနဲ့ဒါ like လဲကစားလို့ရရပါနော်အဲတေဂန် channel လေးကိုကျွန်တော်ရဲ့ဒီ video ရဲ့ comment link မှာချထားပေးပါတယ် bio link မှာသွားနှိပ်ပြီးတော့ join လို့ရပါတယ် ဲကျွန်တော်အားပေးတယ်ဒါ TikTok အော် YouTube အော် Facebook အော်ညီကိုတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်နေ့ပွဲစဉ်တွေမှာညီကိုနဲ့အတူပြန်ပြီးဆုံပါအောင်မယ်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်